မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကညောင်ရွှေမြို့နယ်တိုက်ပွဲမှာအတုံးယုံသေကုန်ကြတယ်။စစ်ကောင်စီတပ်သားတွေရဲ့မတ်သားလောင်း40ကျော်ကို3လနီးပါးကြတဲ့အထိစစ်တပ်ကလာမကောက်တဲ့အတွက် PDF တပ်ဖွဲ့တွေကမနေ့ကပဲတကြိုပေးခဲ့ရတယ်ဆိုပါတယ်။ရန်ကုန်နဲ့မန္တလေးမြို့တွေမှာအချက်ဖက်စစ်တပ်ကအဲစင်းစစ်တဲ့အချိန်နဲ့လုံခြုံရေးစစ်ဆေးတဲ့အချိန်တွေမှာ မိုဘိုင်းဖုန်းလေးကိုပါစစ်ပြီးဖုန်းထဲမှာ VPN တွေ့တာနဲ့ငွေကြက်အ ਨੇ ဆုံး၅ပေါင်းကနေ၂သိန်းအထိတောင်းရနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်ကညောင်ရွှေမြို့နယ်တိုက်ပွဲမှာအတုံးယုံသေကုန်ကြတယ်စစ်ကောင်စီတပ်သားတွေရဲ့မပါအလောင်း၄၀ကျော်ကို၃လနီးပါးကြတဲ့အထိစစ်တပ်ကလာမကောက်တဲ့အတွက် PDF တပ်ဖွဲ့တွေကမနေ့ကပဲတကြိုပေးခဲ့ရတယ်လို့ပြားစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ် ဧပြီလ17ရက်နေ့ကပဲညောင်ရွှေမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွင်းအတုံယုံသေကုန်ကြတယ်စစ်ကောင်စီတပ်သားတွေရဲ့မသားလောင်းတွေကိုပုံးလာကြတဲ့အထိစစ်တပ်ကလာရောက်ကောက်ယူခြင်းမရှိဘူးလို့ဆိုပါတယ်အဲ့ဒီအတွက်ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲပုတ်ပွနေတဲ့စစ်သားတွေရဲ့မသားလောင်း40ကျော်ကိုပြားစစ်ကြောင်းနဲ့အလဲပိုင်းတိုင်းအထုစစ်စင်ရေး PDF တပ်ဖွဲ့တွေကလိုက်လံကောက်ယူပြီးတကြိုပေးခဲ့ရတယ်လို့ပြားစစ်ကြောင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်စစ်ကောင်စီကတော့ သူတို့လူအချင်းချင်းတံပိုးမထားပဲပစ်ထားခဲ့ပြီမဲ့တေသွားတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းလူတွေပဲဖြစ်တာကြောင့်လူကုံသိက္ခာနဲ့အညီတော့ဖြစ်တဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ PDF တပ်ဖွဲ့တွေကတကြိုပေးခဲ့တာဖြစ်တယ်လို့လည်းပြည်စစ်ကြောင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါချင်းပြည်နယ်ဘက်မှာလေမတူပီမြို့တိုက်ပွဲမှာအကြံဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးအောင်သူရှိန်အပါဝင်စစ်ကောင်စီတပ်သား၄ဦးကမနေ့ကပဲသေကုံကြပြီလို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ဇွန်လ၁၆ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မတူပြည်မြို့မှာချင်းတော်လန်ရေးတပ်တွေနဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းမှာပဲစစ်ကောင်စီတပ်ကဗိုလ်ကြီးအောင်သူရှိန်အပါဝင်စစ်သား၄ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသေးသေးသေကုန်ကြတယ်ဆိုပါတယ်အဲ့ဒီဗိုလ်ကြီးအောင်သူရှိန်ဆိုတဲ့သူဟာပထမတစ်ခါတိုက်ပွဲတုန်းကလည်းဒဏ်ရာရဘူးခဲ့ပြီးအဲ့ဒီတုန်းကတော့မသေးပဲအခုမနေ့ကမတူပြည်တိုက်ပွဲမှာတော့ပွဲချင်းပြီးကိုသေသွားပြီလို့စစ်တပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိမှာတော့ ချင်းမီနယ်ကမတူပီမြို့သိမ်းတိုက်ပွဲကိုချင်းညီနောင်တပ်တွေကစတင်ဆင်နွှဲနေပြီမတူပီမြို့မှာရက်စကန်နဲ့ထွေအုပ်ရုံတွေကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့ချင်းညီနောင်တပ်ဖွဲ့ကဇွန်လ14ရက်နေ့ကပဲထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျအခုတခါတင်းသာရီတိုင်းဘက်မှာလေတဝဲမြို့နယ်ကမောင်မဲရှောင်းကျေးရွာမှာပြည်သူ့ပစ္စည်းတွေကိုဝင်ရောက်ခိုးယူသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတော်လိုင်းရင်တပ်တွေကတိုက်ခိုက်ချင်းမို့ရမှာစေကောင်စီတပ်သားဆက်တပ်ဦးကတော့အသီးသီးသေကုန်ကြပြန်တယ်လို့ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကလည်းသိရပါတယ် ဇွန်လ14ရက်နေ့ကပဲတဝယ်မြို့နယ်ကမောင်မဲရှောင်းချေးရွာအတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာပြည်သူတွေရဲ့နေအိမ်တွေကပစ္စည်းတွေကိုဝင်ရောက်ခိုးယူခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကလိုက်လံတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သားစက်တဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေုံကြပြန်တယ်လို့ရေဖြူမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါတယ်ခင်ဗျတပ်ဖက်မှာတော့ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာအကြက်ဖက်စစ်တပ်ကအေဇစ်စစ်တဲ့အချိန်နဲ့လုံခြုံရေးစစ်ဆေးတဲ့အချိန်တွေမှာမိုဘိုင်းဖုန်းတွေကိုပါစစ်ပြီးဖုန်းထဲမှာ VPN တွေ့တာနဲ့ငွေကြက်အ ਨੇ စုံ9000ကနေ2000အထိတောင်းရန်နေတယ်လို့ငွေညစ်ခံရတဲ့ကာယကံရှင်ပြည်သူတို့ချုပ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ရန်ကုန်တိုင်းတာဂီတာမြို့နယ်မှာဆိုရင်စောလာ၅ရက်နေ့ညပိုင်းကပဲအကြက်ဖက်စစ်ကောင်စီနဲ့အုပ်ကြီးတွေရာအိမ်မှုတွေကနေအိမ်တွေကိုအစင်းဝင်စစ်တဲ့အချိန်မိုဘိုင်းဖုန်းတွေကိုပါစစ်ပြီးတော့ ဖုန်းထဲမှာ VPN software တွေ့ရှိပါကငွေကျပ်အ ਨੇ ဆုံး9000ကနေ2သိန်းအထိအိမ်အခြေအနေပေါ်မူတည်ပြီးတောင်းရန်ဓာတ်တွေလုတ်သွားတယ်လို့တာကိတာမြို့နယ်နေပြည်သူတို့ကပြောထားပါတယ်။အလားတူမန္တလေးမြို့တိတ်ပံလန်းကဉ္ကနာရုံအဆောင်ရဲနယ်စစ်သားတွေဟာလေတိတ်ပံလန်းပေါ်မှာညာဘက်ဆိုင်ကယ်တွေကားတွေကိုရက်ခိုင်းပြီးတော့ဖုန်းတွေကိုပါ VPN software ပါမပါစစ်ဆေးပြီးဖုန်းထဲမှာ VPN တွေ့တာနဲ့ငွေကျပ်သိန်းချီတောင်းရန်ဓာတ်တွေလုတ်နေတယ်လို့ဖြစ်စဉ်ကိုတေချာတိထားတဲ့ဒေသခံပြည်သူတို့ကပြောထားပါတယ်။ ်လက်ရှိမှာတော့အချမ်းပါစကောင်စီကပြည်သူတွေကို Facebook တုံးလို့မရအောင် VPN တွေကိုပိတ်ပင်ဖို့မေလ30ရက်နေ့ကစပြီးလှုပ်ဆောင်ခဲ့တဲ့အပြင်တစ်ဖက်မှာလည်း VPN ကိုတုံးတဲ့သူတွေကိုဖမ်းဆီးမဲ့ဥပဒေကိုပါရေးဆွဲနေပြန်တယ်လို့သိရပါပါတယ်ခင်ဗျတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကတောင်ကုန်းမြို့နယ်မှာအချမ်းပါစကောင်စီတက်တဲ့အရခတ်တတော်အေအေကြတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကအယက်သားပြည်သူတွေနေတဲ့နေရာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် ဇွန်လ15ရက်နေ့ကပဲတောင်ကုန်းမြို့နယ်မှာအကြံဖက်စစ်ကောင်စီတက်နေအရခတ်တက်တော်အေအေတို့အကြတိုက်ပွဲတွေဖြစ်ပွားနေရမှာစစ်ကောင်စီကဘာမှမဆိုင်တဲ့အရတားပြည်သူတွေနေထိုင်ရနေရာတွေကိုရည်ရွယ်ချက်ရှိရှိလေးချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုတောက်လျှောက်လုပ်နေတယ်ဆိုပါတယ်လက်ရှိမှာတော့အကြံဖက်စစ်ကောင်စီတက်ရဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရထားတဲ့ပြည်သူတွေတော်တော်များများရှိနေပြီး အဲ့ဒီလိုဒဏ်ရာရထားတဲ့ပြည်သူတွေကရွာတစ်ကဲခြေရွာနေအသက်18နှစ်အရွယ်ပြည်သူတဦးကတော့တေဆုံသွားခဲ့ရပြီလို့လေဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာတဖက်မှာလေရှမ်းပြည်နယ်မြောက်ပိုင်းကမုံမိတ်နဲ့နောင်ချိုမြို့နယ်မှာရှိတဲ့ခြေရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေ drone တွေနဲ့ပုံကျဲတက်ခိုက်တာတွေလုပ်နေတဲ့အတွက်ပြည်သူတွေထွက်ပြေးတန့်ရှောင်နေရတယ်လို့ TNL သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါတယ်ဇွန်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်နဲ့နောင်ချိုမြို့နယ်မှာရှိတဲ့အုံမဒီအုံခအပါဝင်အရတပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ drone နဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်နေတယ်ဆိုပါတယ်။အဲ့ဒီလိုအကြမ်းဖက်စစ်ကောင်စီတပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့အရတပြည်သူတွေနေထိုင်ရာခြေရွာတွေကိုရည်ရွယ်ချက်ရှိရှိဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကောင်စီဟာမြောက်ပိုင်းညီနောင်သုံးဘွဲ့နဲ့ တရုတ်နိုင်ငံကဂျာဝင်စစ်ဆက်ညှိနှိုင်းထားတဲ့ဟိုင်ကင်အပြစ်ရရေးသဘောတူညီချက်ကိုတောက်လျှောက်ချိုးဖောက်နေတယ်လို့လဲ TNL သတင်းနဲ့ပြန်ကြားရေးဌာနကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ thank you